မင်္ဂလာပါရှင်။မဝင်ကျောင်းတော်ရန်ဒီကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးဆရာမရင်မင်းကန့်ဘလူရဲ့ဖောင်းမိတ်စိတ်နဲ့ကဝေမာလီရှင်ညိုပန်ဝင်သောတေရွာမပြန်လာသူဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာပါ။ကျေးဇူးတင်ပါတယ်ရှင်။အဖွားသွင်းမြို့အဖွားသွင်းဟဲ့ဘသူတော်ဝင်ခဲ့လေ။ဖွားသွင်းအိမ်ဝိုင်းထဲကိုတားရဲတရဲဆွဲပြီးကုသနာဝင်လာတယ်။ဘသူမြမှန်တန်လောက်ဘာလဲတားပေါ်လို့လာပေးရလား။ဟုတ်ပါဗျာ။ဖွားသွင်းမှထားလို့လာပို့တာ။ အေးအေးရောက်ရောက်ပတ်စံအဖွားသူရသူ့ထမိန်လက်ချားငွေကိုကိုတာလာကိုပေးလိုက်တယ်တဆူကျုပ်ပြန်ပြီးဖွားသွင်းမိညိုတော့ဘဲသွားလဲဗျအဲ့ဒီကောင်မတွေခုချိန်ဆိုရွာရဲလဲနေမှာပေါ့တာလာရဲ့ကလေးပဲဖွားသွင်းရင်လဲမှာပေါ့ကဲကျုပ်ပြန်ပြီပြုကိုတာလာပြန်သွားပြီဖွားသွင်းရတန်အားဖြင့်80ကျော်ပြီသွားမရှိပြီမေကုန်းကိုတဖုံးနဲ့ဖိချပြီးဝါနေတက်တဲ့အဖွားသွင်းရလူကောင်ကလည်းခက်သေးသေးအသက်ကြီးလို့ဖြူဖွေးနေတဲ့စပင်းတွေက ဥယျာဉ်ဖျားဦးတော်လှမ်းမြင်နေရတဲ့အထိနေပါနေခဲ့တယ်။ဒီဖြူဖြူဖွေးဖွေးသပင်တွေကိုစုပြီးမွေးကင်းစကလေးနဲ့တီးဆုံများရှိတဲ့စတုံးလေးကိုထုံးဖွဲ့ထားတယ်။အဖွားသွင်ရသမီးဖြစ်သူတို့မိသားစုနဲ့အတူနေထိုင်ပြီးတန်တုံးမြန်တုံးရွာထဲကိုအလဲထွက်နိုင်တော့အဖွားကြီးဖြစ်တယ်။တရက်မှာတော့အဖွားသွင်တယောက်မိဖြစ်သူမိညိုကိုခေါ်ပြီးတော်တယ်ထင်းဝင်ခုတ်တယ်။သမီးဖြစ်သူလင်မယားလေကိစ္စနဲ့အလုံများတာကြောင့်အင်းကိစ္စတွေကိုအဖွားသွင်ရလောက်ကင်ပေးတတ်တယ်။ခုနဲ့ထင်းသုံးမှုကုန်နေပြီမို့ ရွာနဲ့မလန်းမကန်းမှရှိတဲ့တောတွေကိုရေးဖွားနှစ်ယောက်ထွက်ခဲ့တယ်။ဖွားကလည်းရွာမှာထင်းဝယ်သုံးလို့ရတာ။ဘာလို့တောတွေသွားမှလဲ။မိုးကလည်းအုံနေတာ။တော်နေရွာချမှာခက်မဲ့တော့။ဟဲ့မိညိုညီပါတိတော့။အဲ့ဒီထင်းဘိုးကညီဟင်းတည့်ရစားရတယ်အေး။လာပါအေးစကကြောရှိမနေစမ်းပါနဲ့။အဘွားသွင်းပြန်ပြောတယ်။တောဆက်မှာပဲထင်းကန်လေးတွေချိုးပြီးစုစည်းရှာတယ်။မိုးကလည်းအုံနေတာမို့ပဝင်းကျန်လည်းအနေငယ်မှောက်နေတယ်။အဘွားဟိုမှာအမကြီးတယောက်တော့ မိညူအလန့်နဲ့ကြားနဲ့ဖွားသွင်းကိုလှမ်းပြောတယ်။ဖွားသွင်းကြည့်တော့သူတို့ကိုလှမ်းကြည့်နေတဲ့မိမချောတူကိုမြင်ရတယ်။အေးဟဲ့ဘင်းကမိန်းကလေးများလေ။ဖွားသွင်းထင်းတွေကိုလက်ကချပြီးမိမချောနီးသွားတယ်။အဖွားဘယ်သွားမလို့လဲ။မသွားပါနဲ့။ညီအသားနေစမ်းပါ။ညီအသားနေစမ်းပါ။ဟဲ့ဘသူသမီးနေ။ဒီအချိန်လူပြိုနဲ့လာချင်းတာလား။မိညူတားတဲ့ကြားဖွားသွင်းကမိမချောနီးသွားတယ်။မိမချောကဖွားသွင်းမေးတာကိုဖြေပဲဖွားသွင်းကိုပဲစိုက်ကြည့်နေတယ်။ လူကြီးမေးတာပြန်မဖြေဘူးလားညိနေတော့ရိုက်တာပဲဤအဖွားသွင်းရစိတ်အနုမကြစွာပြောတယ်ဟဲ့ကောင်မလေးလာလာညိငါတို့နဲ့ရွာရဲပြန်လိုက်ခဲ့ရွာရဲရောက်မှညိမိပါလေရှာပြီးတိုင်ပြောဦးမယ်ဘက်နဲ့ဤတော်ရဲတောင်နဲ့လာရဲရတယ်လို့အဖွားသွင်းပြောပြီးတော့မိမချောကိုကြောခိုင်းလိုက်တယ်ဟင်အမလေးအဖွားဟိုမိမဘယ်ရောက်သွားလဲအဖွားသွင်းရဲ့ကြောပင်ကိုမိမချောကလက်နဲ့တစ်ချက်ရိုက်တော့အဖွားသွင်းနေရာမှာလဲကျသွားလို့မိညိုအလဲနဲ့ကြားအော်တယ်ဖွားဖြစ်သူကိုအော်ခေါ်ရင်း နီးမှရှိတဲ့မိကလေးပျောက်ချင်းမလားပျောက်သွားလို့မိညို့ဖွားသွင်းအနည်းအောင်မကန့်ရဲပဲဇွားဦးအုံဟစ်ပြေးနှွားတော့တယ်အဖွားသွင်းတည်ပြီးတော့မိညို့ရဲ့အုံဟစ်တန်ဇွားဦးဖုံးနှမ်းသွားတယ်မိညို့အော်တန်ကြောင့်ဇွားရဲလူတွေတောဘက်မိညို့နဲ့တူအပြေးနိုင်လာကြတယ်ဟိုမှာကြုတ်ဖွားမိညို့လက်ညှိုးထိုးပြီးတော့ငို့တယ်ဇွားသားကြီးလည်းမြေပြင်မှာလဲကျနေရဲ့ဖွားသွင်းအနည်းကိုသွားကြတယ်ဟာအသက်မရှိတော့ထင်တယ်အဖွားသွင်းအသက်မရှိတော့ဘူးတဲ့ဟာအမလီအဖွားရဲ့ ဒါကြောင့်ကျုံမသွားပါနဲ့လို့ပြောတာပေါ့မိညိုအော်ဟိငိုတော့တယ်နဘေးမှာရှိရဲ့သူတွေစိတ်မကောင်းဖြစ်နေကြတယ်မိညိုညီအဖွားဘလို့ကြောင့်ဆုံးရတာလဲအမေအဖွားကိုတေးရဲမှရိုက်တက်သွားတာမိညိုပြောမှဘွားသွင်းတေးရတာတေးရဲမှလက်ချက်ဆိုတာအလုံးသိသွားတယ်ဘွားသွင်းရရွာပြင်မှာတည်တာမှုရွာပြင်မှာပဲဘွားသွင်းုံတကြူဖို့တကြီးရတတိပေးထားတယ်အဖွားအရှိရဲ့ဘာများဖြစ်တာလဲမသိဘူးအင်းတန်းရွာကိုအကြောင်းကိစ္စရှိလို့ရောက်လာကြတယ်ဘွားမေစိန်နဲ့ရှင်ညိုတို့ လူတွေဝိုင်းအောင်နေရမြင်တော့စိတ်ဝင်စားသွားတယ်။တခုခုများဖြစ်ကြလို့လား။ဘွားမေစိအဘွားကြွပါခမ။ဘွားမေစိကိုမြင်တော့ရွာသူရွာသားတွေအံ့ဩသွားကြတယ်။ဘာဖြစ်တာလဲ။တခြားမဟုတ်ပါဘူးဗျာ။ကျုပ်တို့ရွာအဖွားတွင်ကိုတရေရိုက်တက်သွားလို့။ဟေးတရေရိုက်တက်သွားတယ်ဟုတ်လား။ဟုတ်တယ်လို့တော့သူမြေးမကပြောတာပဲ။မိညူဒီလိုလားချမ်းမိတွေးခဲ့တာအဖွားကိုပြောပြလိုက်။ရွာသားမိညူကိုခေါ်လိုက်တယ်။မိညူကမျက်နှာထက်မှာမျက်ရည်စည်းကြောင်းနဲ့ ျုပ်ဖွားကိုတရေမှရိုက်တက်သွားတာကျုပ်မျက်စိရှေ့ထဲမှာဖွားရင်ဘလို့ကြောင့်တရေရရိုက်ရတာလဲကျုပ်နဲ့ဖွားတွင်ထင်းကိုင်းတွေချိုးနေတာအဲ့ဒီချိန်ဟိုနေရာလောက်မှာမိမတယောက်ကျုပ်တို့ရက်ကြည့်နေရမြင်လို့ကျုပ်ကလည်းဖွားတွင်ကိုပြောမိတယ်ဖွားတွင်ကကျုပ်တန်းနေရဲ့ကြာအဲ့ဒီမိမစီကိုသွားတော်တာပဲအဲ့ဒီမိမကိုရွာထဲပြန်လိုက်ခဲ့ဖို့ဘသူပဲပါတမိနေဆိုပြီးဖွားတွင်ကမေးနေရဒါပေမဲ့သူကအဖွားတွင်ကိုပြန်မပြေဘူးတော့နောက်တော့အဖွားတွင်ကကျုပ်စီကိုပြန်လာဖို့သူ့ကိုလည်းကြောပေးလိုက်ရော သူ့ရဲ့လက်ဝါးနဲ့ဘွားသူရဲ့ကြောကုန်းကိုရိုက်ချလိုက်တာမြင်တော့ကျုံလည်းကြောက်ပြီးတော့ရွာရဲကိုအော်ပြေးလာမိတာဒါဖြင့်အလောင်းရောကြီးမပါဘွားဘွားသူရဲ့အလောင်းကိုဖျာချမ်းတစ်ခုပေါ်မှာတင်ထားတယ်ဘွားမေစိဘွားသူရဲ့အလောင်းစီကိုသွားကြည့်တယ်သမီးရှင်ညိုရှင်းဘွားဒီမိမမသေးသေးဝိလိပ်ပြန်လွင့်နေတာကျုပ်ပြန်ခေါ်ရမလားဘွားခုချိန်မခေါ်ရင်တော်နေစုသူ့ကိုတကြိုတော့မှာရှင်ညိုပြောတော့ဘွားမေစိရွာသူရွာသားတွေကိုကဲအားလုံးလာအောင်ထိုင်ကြ ရာသူရသားတွေဖောမေစိန်နားရောက်လာပြီးဖောမေစိန်ပြောမေစကားတွေနားထောင်နေတယ်။ညီတို့ဖွားသွင်းရမသေးသေးဝေးလက်ပြန်လွင့်နေတဲ့ပုံပဲ။ဒါကြောင့်မသက်ကြူနေဘူး။ဖွားတို့သူ့နေပြန်ပြန်ခေါ်ပေးမယ်။ဖြစ်ပါမလားဖွားရင်ဖွားသွင်းရင်အသက်မရှိတော့အမှန်ပါ။ဟုတ်ပါတယ်ဖွားရင်တော်နေမကောင်းတာတခုခုဝင်ကက်မှကုံဒုက္ခရောက်ကုန်လိမ့်မယ်။ရွာသူရသားတွေကစိုးရိမ်နေကြတယ်။ဖွားကိုယ်တိုင်ပြောတာပါဟ။နင်တို့ကဘာလို့စိုးရိမ်နေရလဲ။အဖွားကိုမယုံလို့တော့မဟုတ်ပါဘူး။မဝင်တဲ့နာဝင် ုက္ခရောက်မှစိုးလို့ပါဒါဆိုရင်တော့တကြီးခေါ်ပြီးဆုံးဖြတ်ခိုင်းရမှာပဲတကြီးကမရှိဘူးစိုးအမရင်းမိန်ရွာကိုထွက်သွားတယ်ဖွားတွင်ကိုရွာပြင်မှာပဲတကြူကိုသေးချမှသွားတာတကြီးကမနေ့ပြန်မနေ့မှပြန်ရောက်မှာဒါဆိုရင်တော့မနေ့ပြန်အတီစောင့်ရမှာပဲကျုပ်မျိုးတော့ဒီအတိုင်းမတကြုံနိုင်ဘူးဖြစ်နိုင်ရင်ဖွားပြောရလို့လက်ပြပြန်ခေါ်ခြင်းနဲ့တော့ဖွားသူရဲ့သမီးကအလုံးသူ့ရဲ့သဘောထားကိုပြောပြတယ်။ရွာပြင်မှာဒီညနေကြမှာလားဖြစ်ပါမလား။ရွာသူရွာသားတွေရွာပြင်မှာမဆောင်ကျင်ကြ မနေချင်တဲ့သူပြန်ကြကွယ်မောင်ယုံတို့တကြီးနာတဲ့အထိဖွားလို့ဒီမှာပဲနေခဲ့မယ်သွားကြပြန်ကြပြန်ကြတကြီးနာမှပဲခွန်လာခဲ့ကြပေါ့ဖွားမဲစိန်ပြောလိုက်တယ်ရွာသူရွာသားရင်လဲဖွားမဲစိန်တို့ကြည့်ပြီးပြန်ကုန်တယ်ဖွားသူရဲ့တမိဖြစ်သူမိသားစုနဲ့ဖွားမဲစိန်တို့ပဲကြံခဲ့တယ်တောင်ထွန်းရွာမောင်တိုးမအုံးနဲ့တကြီးတို့အုပ်စုရောက်လာကြတယ်ဖြာချမ်းတွေစောင့်ချမ်းတွေတင်လာကြတယ်ဘလို့ဖြစ်ပြီးရောက်လာကြတာတော့ကျုပ်တို့လည်းတရင်ကြကြချင်းလိုက်လာခဲ့တာပဲ တကြီးတို့အုပ်စုမိတွေမှုပြီးပဝင်းကျင်ကိုအလင်းရအောင်လောက်ကြတယ်။ဖျာကျန်းတွေခင်းပြီးဖွားမိန်စိန်တို့ထိုင်စီတယ်။ခဏမျှကြတော့အင်းတိုင်းရွာတွေကရွာသူရွာသားချို့ထွက်လာပြီးဖွားမိန်စိန်တို့အုပ်စုနဲ့အတူတူထိုင်ပြီးစကားတွေပြောနေကြတယ်။ဟဲ့မိသွင်းညီပြန်တော့ဟိုမှာညီကိုတကြိုးကိုပြင်နေကြပြီ။အင်းတိုင်းရွာတင်းကျိုင်းထဲမှာအဖွားသွင်းရဲ့ဝိညာဉ်ရောက်နေတယ်။အဖွားသွင်းရဲ့နှပေးမှလည်းရုပ်သွင်းမျိုးစုံခန္ဓာကိုယ်ပုံစံမျိုးစုံရှိတဲ့နာနာဘဝတည်ရဲတဲ့စီတွေရှိနေတယ်။အဖွားသွင်းရဲ့ဝိညာဉ် တင်ကြိုင်ထဲမှာပေါ်ပွားစွာတွားရတာတော်သဘောကျနေပုံပဲမတွားနဲ့မိတွင်ငါတို့နဲ့အတူတူနေစမ်းမှာအသားကြီးမဲကျုပ်တဲ့အရှက်ပူပူနဲ့တရေမာကြီးကဖွားသွင်းကိုခန္ဓာကိုယ်ရှိရပြန်ဖို့တိုက်တွန်းနေတယ်လို့နဘေးမှာရှိတဲ့အရက်ရှိရှိကြောက်စရာသွင်းတဲ့တရေမာကြီးကဖွားသွင်းကိုသူတို့နဲ့အတူနေဖို့ပြောနေတယ်အဖွားသွင်းကဘာမှပြန်မပြောဘဲနဘေးမှာရှိတဲ့တရေတွေနဲ့စကားပြောနေခဲ့တယ်ဖွားဒီညညာလုံးကျုပ်တို့ဖိုးမှန်ကိုစောင့်နေကြရမှာလားဗျခေါ်လို့ရရင်ခေါ်လိုက်ပါတော့ သူ့ဝိညာဉ်ခေါ်ပြီးကျုပ်တို့ရကျုပ်တို့ပြန်လာပေါ့ဖုံးမှန်တော့ကျုပ်ပြောပေးပါမယ်တကြီးဦးနောက်ချိုရဲ့စကားကိုဖွားမေစိန်ခေါင်းခါပြီးဘယ်ဖြစ်မလဲကွယ်သူတို့ရွာလူတွေကသဘောမတူရင်တော့ရွာရဲ့ခေါင်းဆောင်တကြီးစီကခွင့်ပြုချက်ယူရအောင်မှာပေါ့စောင့်လင်းစားနေစောင့်ကြတာပေါ့မောင်နောက်ချိုရဲ့မောင်တူကရင်ွေးချမ်းလာချပီးတယ်ရှင်ညူကဖွားသူရဲ့အလောင်းနီးတွားပြီးတော့ထိုင်နေတယ်မိညူလည်းဖွားသူရဲ့အလောင်းနာမှာကိုယ်ကိုယ်လေးအိတ်နေတယ်ဖွား ျုပ်တို့မနဲ့အထိအချိန်ဆွင်းလို့ရမယ်မထင်ဘူး။ရှင်ညူစကားကြောင့်ဖွားမေစိဖျာချမ်းပေါ်ကထပြီးရှင်ညူနားလျှောက်လာတယ်။ဖွားသွင်လောင်းကိုကြည့်ပြီးတက်ပြင်းချမိတယ်။ဒီမိမတေကံမရောက်သေးဘူးသမီးရဲ့။ဖွားကတော့ရအောင်ပြန်ခေါ်ကျင်သေးရဲ့။ဒါဆိုရင်တော့မနဲ့လောက်ထိမရတော့ဘူးကွာ။သူ့ဝိညာဉ်ကဝိညာဉ်လောကတွေကိုရောက်နေပြီ။ကျုပ်တို့ကအချိန်ဆွဲနေပြန်ခေါ်ဖို့မလွယ်တော့တော့။ကောင်းပြီလေ။ရှင်းနာမယ့်ကိစ္စဖွားပဲကြည့်ရှင်းပေးမယ်။သူ့ဝိညာဉ်ကိုတမိပဲပြန်ခေါ်လိုက်တော့။အားလုံးပဲ ဖွားတို့မိသူရဲ့ဝိညာဉ်ကိုပြန်ခေါ်တော့မယ်။နဘေးကဒီမနှောက်ရှက်ပဲကြည်ပေးကြပါ။ဖွားမေစင်ကနဘေးမှာရှိတဲ့သူတွေကိုတရိပ်ပေးတယ်။ဖွားသူရဲ့နဘေးမှာအိတ်နေတဲ့မိညူအမိဖြစ်သူကအသားရနှိုးပြီးသူ့နားပြန်ခေါ်ထားတယ်။ရှင်ညူတယောက်ပဲဖွားသူရဲ့နဘေးမှာထိုက်နေတယ်။ဒါပေမဲ့မောက်တူးနဲ့မောင်အုံးကမလန်းမကန့်မှာမိတို့တွေကြိုင်ပြီးရှင်ညူအလင်းရောက်ပြပေးနေတယ်။ရှင်ညူဖွားသူရဲ့နာမည်နဲ့နေနာကိုဖွားသူရဲ့သမီးဖြစ်သူထံမေးတယ်။မေးပြီးတဲ့နောက်ဖွားသူရဲ့ခေါင်းရှိတဲ့မြေကြီးပေါ် ပြောင်းနိုင်ဖြူတဲ့တိုင်းထွန်းညိနိုင်တယ်။အင်တိုင်းရွာသူဒေါသွင်တောက်ကြသမီးကြားစီတိစီတင်းဤခန္ဓာကိုယ်ထဲကိုပြန်လာဖို့ကြောက်ခေါ်တယ်။ကြားရအရက်ကနေအရောက်လာရမည်။ပုံးကွယ်ခြင်းခိုကက်ခြင်းမရှိစေရ။ပြောရင်ရှင်ညူကသူမရဲ့လက်မနဲ့ဖွားသွင်းရဲ့နှစ်ဖူးကိုတဲတဲထိကပ်ထားတယ်။ပြီးရင်တော့လက်ကိုပြန်သိမ့်ပြီးဖွားသွင်းကိုသာစိုက်ကြည့်နေတယ်။ဖွားမေစိန်နဲ့တံဝေးကိုထောက်ပြီးရှင်ညူကိုကြည့်နေတယ်။မိတောင်ရဲ့ဖြောင်းနိုင်ရလေးမတိုက်ဘဲငြိမ့်သွားတယ်။ဒီအချိန် နီးတွားတန်ထွက်ပေါ်လာတယ်။နဘေးမှာထိုင်နေတဲ့သူတွေနီးတွားတန်ကြောင့်ထိတ်နှက်သွားတယ်။နီးတွားတန်အဖွားသွင်းထံထွက်လာခြင်းပဲ။ရှေးရှေးစားတယ်။မျက်လုံးမဖွင့်သေးပဲဖွားသွင်းရရှေးတောင်းနေတယ်။ရှင်ညူကဖွားသွင်းနဘေးကထပြီးဖွားမိတ်ဆွေကိုခေါင်းညိတ်ပြတယ်။ကဲသူ့ဝိညာဉ်ကြောက်လာပြီ။ရှေးတိုင်လိုက်ကြပါဦး။ဖွားမိတ်ဆွေပြောတော့မိညူတို့သားမိဝမ်းသာအားရနဲ့ဖွားသွင်းစီကိုသွားကြတယ်။အမေအမေမသိဘူး။ကျုပ်မေမသိဘူးတော့။ ဝမ်းသာလိုက်တာအမေရေရှီရှီတိုင်ဆက်မအေးငါရေစာလို့ပါဟဲ့ရှီတိုင်လိုက်ပြီးတော့မှ ခုမှပဲရှီစာတာတက်တာတော့တယ်အမေကရှီစာနေကျုပ်တို့ဖြင့်အမေကိုပြစ်လိုက်ရပြီထင်နေတာသမီးဖြစ်သူကဖွားသူရင်ကိုကြီးချမ်းမနဲ့ပြောတယ်မိသွေတော်တော်မှပြောခဲ့ရင်လားအေးဖွားမေစိန်ကဖွားသူရင်ကိုမေးတော့ဖွားသူရင်ပြုံးပြုံးလေးနဲ့ကျုပ်ဖြင့်ဟိုမှာစကားပြောပေါ်ရရလို့ပြောနေတာမေစိန်ရဲ့ခုတော့ရှီတင်တဲ့နေရာပြန်ရောက်လာပြီပေါ့တော့ အမေကရှိတဲ့နေနေရာလုံနေအမေဝိညာဉ်ကိုပြန်ခေါ်ဖို့တော့ဖွားတော်ကကျုပ်တို့ရွာဟာတွေနဲ့တော်လီပြောခဲ့ရတာဟေးဘာလို့တော့ဟေးဘာဖြစ်ရမလဲအမေဝိညာဉ်ပြန်ခေါ်ရင်ရွာတစ်ခုခုထိခိုက်မှာစိုးလို့တဲ့ခုတော့အမေကိုရွာထဲပြန်ခေါ်သွားရင်ဘယ်တော့တောင်ပြောကြမယ်မသိဘူးအိုအေးကျုပ်ကဒီရွာမှာမွေးတယ်ကောင်းမှပါ၏တကယ်လို့တင်းတို့ကျုပ်ကိုလက်မခံချင်းဘဲတက်နိုင်မလဲလေတော့အိမ်မှာပဲတော့နေရမှာပေါ့အေးဖြစ်ပါမလားအမေရဲ့ ဖြစ်ပါရဲ့အေးရွာနဲ့နေလာကြတော့မနေကျင်တော့ပါဘူးညီတို့ဘာသာရွာနဲ့ပဲပြန်နေလိုက်ကြကျုပ်ကတော့လေတော့အိမ်မှာပဲနေတော့မယ်ဘွားတွင်ကရွာပြင်လေတော့အိမ်မှာပဲနေဖို့ဆုံးဖြတ်လိုက်တယ်မေစိညီတို့လည်းငါကြောင့်ပင်ပန်းခဲ့ပြီကျေးဇူးတင်ပါတယ်အေးရပါတယ်မိတွင်ညီရဲ့လေတော့အိမ်မှာမနေကျင်ကျုပ်ရင်လိုက်ခဲ့ဖို့အေးကျုပ်အိမ်မှာညီနေလို့ရပါတယ်ဘွားမေစိပြောတော့ဘွားတွင်ကပြုံးပြုံးကြီးနဲ့လက်ကပ်ပြီးနေနေကျုပ်မှာတန်ရုံးစင်တွေရရှိသေးတယ် ကျုပ်သမီးနဲ့မြေးမတော့သမီးချက်ကျွေးရအောင်မဲဤလေတော့အင်ရကျုပ်အတွက်အဆင်ပြေပါတယ်ကျောတော့ဖွားသွင်းရဲ့သမီးတို့အမေဖြစ်သူအတွက်စိတ်မကောင်းလို့ငိုကြတော့တယ်ဖွားသွင်းမိသားစုကိုကြည့်ပြီးတကြီးဦးနောက်ချိုးလို့တော့မျက်ရည်တွေဝိုင်းနေကြတယ်ကဲညီတို့လည်းပြန်ကြတော့ဤကျုပ်တို့လည်းလေတော့အင်သွားအောင်မဲဖွားသွင်းရဖွားမေစိန်တို့ပြန်စီတယ်ဖွားမေစိန်တို့လည်းတကြီးတို့လူစုနဲ့တောက်ထုံးရပြန်ခဲ့ကြတယ်ဖွားသွင်းရတော့သမီးရဲ့မြေးရဲ့တမတ်ဖြစ်သူတို့နဲ့လေတော့အင်သွားခဲ့ကြတယ် ဒီလိုနဲ့တေရွာပင်အဖွားသွင်းတယောက်အင်းနိုင်ရွာသူရွာသားတို့ရဲ့စိုးရိမ်မှုကြောင့်ရွာပင်လေတော့မှာပဲနေထိုင်ရတော့မှာဖြစ်တယ်။ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုကိုဒီလောက်နဲ့ပဲရှင်းသားခြင်းပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။